အားလုံးပဲမင်္ဂလာပါဗျာနော်စင်လာကောင်းတယ်ပေါ့နော်လမ်းကြောင်းလေးတစ်ခု2010နောက်ပိုင်းကစပြီးတော့ဘူဘီတတိထားကြရတူတယ်ပေါ့နော်နောက်တော့နှစ်တနည်းရဲ့သူရှင်နှစ်ကကနန်းစီနောက်တစ်နှစ်ကိုလိုက်ထွက်နေတဲ့စနစ်က2010နောက်ပိုင်းတော့ကစပြီးတော့ပြက်ပြင်းရှိတာကိုသတ်စားနေပေါ့နော်အဲ့လိုစနစ်တွေပေါ့နော် အခြေခံအကောင်းတဲ့စနစ်တွေအများအားသတိထားကစားရတယ်ပေါ့အခု2025မှာဆိုလို့ရှိရင်လည်းဒီ2024တွေကကနန်းတက်ွက်အဲ99ကြာခိုင်တော့ဒီကြပေါက်လာမှာပဲပေါ့နော်အဲ့လိုကစားကွက်ကလေးနဲ့တွေ့ရလေးဆိုရင်ကျွန်တော်တို့အများအားကစားတတ်ပါတယ်အဲ့လိုကစားကွက်ကလေးအကွက်ရှိလေးတကွက်ကျွန်တော်မေ့ရှင်ရတယ်လက်ဆောင်ပြပေးခြင်းမှာလို့ပေါ့နော် ဲ့ဒါကဘာလဲဆိုဒီကျွန်တော်တို့အများနဲ့ထောက်ကစားထားတယ်။ဘုံညာတို့ဒီနောင်မောင်းခွန်လို့ရတယ်။သူ့ရဲ့နောက်တစ်နှစ်မှာနှစ်ပိတ်မှာရှင်းနောက်ပိတ်လို့ပိတ်တယ်။အဲ့ဒီရှင်းနောက်ပိတ်ကတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်မြောက်နှစ်ထဲကိုရောက်တဲ့အချိန်ကမှာအဲ့ဒီရှစ်ကြောင့်သူ့ရှစ်နှစ်ထဲကရှစ်ပါသောကနေ့တကွရှစ်ခုံက၅ခုံရှစ်ဆိုတဲ့ကနေ့မျိုး သူရှိနှစ်ထက်ကရှစ်ပါသောကနေတကွက်သူရဲ့နောင်းနဲ့ကိုလိုက်ထွက်တယ်ဒုတိယကံမလဲ300ထည်နောင်းမောင်းခုံလို့ရိုက်တယ်နှစ်ပိတ်မှာရှစ်နောက်ပိတ်လို့ပိတ်ကြည့်တယ်အဲ့ဒီရှစ်ရဲ့အတန်နဲ့ဟာဟုတ်ပြတနည်းနည်းနည်း3နည်း4နည်း5နည်းမျိုးဟာဟုတ်ပြနှစ်ထက်မှာပေါ့နော်ရှစ်ပါတော့ကနေလူရှင်တွေက9 8ဆိုတဲ့ကနေက8 9 8ဆိုပြော လိုက်ထွက်နေတာရှိတယ်ပေါ့နော်အဲ့တော့တတိယကသုံးရက်ထူစီနောင်လုံးပေါင်းခွန်လို့ရိုက်တယ်အဲ့လိုပဲဒီမှာလည်းရှစ်နောက်ပိတ်ပိတ်ခဲ့တယ်အဲ့ရှစ်အတန်နဲ့ကတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်အဲ့နှစ်ဒီမှာလည်းရှစ်အတန်ကြီးကစားခဲ့တယ်ပေါ့နော်အဲ့ရှစ်အတန်ကြောင့်တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်မြောက်ထဲမှာသူရှင်နှစ်ကရှစ်ပါသောကနန်းတကွက်ကွက်တီးတတိနှစ်ထဲကိုလာနိုင်နေဆိုတော့အခြေခံယူဆချက်ပေါ့နော် အဲ့ဒီယူဆချက်နဲ့အခုဘွဲမှာသူစနစ်ကရှစ်ပါတော့တနန်းတကွက်ဒီနေရာမှာအကွက်ရွှေနေတယ်တစားမယ်ဆိုတစားလမ်းတက်နေလမ်းကျော်တကြီးရှိတယ်ကြိုက်ရင်တော့မကြိုက်ရင်တော့မတုံးပါနဲ့အဲ့နေရာမှာအရင်ရင်နေတယ်ကျွန်တော်ထောက်ပြခဲ့ဒီနေရာမှာသုံးလုံးပေါင်းချင်းကိုယ်ကိုပြန်ပြီးတော့ကိုယ်ရဲ့ break ဒီ1ဒီနေရာမှာသုံးလုံးပေါင်းချင်း8ဒီလုံးပြန်ပြီးတော့8တယ် break ဒီ2 ဒီနေရာမှာ3လုံးခွန်ဒီနေ့လုံးပြန်ပြီးတော့ခွန်နဲ့9ရှစ်ခွန်ဆွဲပြေးလန်းဒီနေရာမှာ break တော့3လုံးပေါင်းခြင်း9လုံးကို break တော့3လုံးပေါင်းခြင်း8လုံးပေါင်းခြင်း8 break နဲ့3လုံးပေါင်းခြင်းခွန်9လုံးပေါင်းခြင်းခွန် break တော့တဲ့ဘာဝ6 2ဘာဝကွန်3ဘာဝ6ဆိုဒီ9ရှစ်ခွန်ပြေးလန်းပေါ့နော်အဲ့ဒီ9ရှစ်ခွန်ပြေးလန်းကစကြေမြောက်မှာ9ခါဒီ9ခါရရတယ်ဒီနေရာမှာ6ရဲ့ဘာဝ6ထောက်ပြီး9 6ဆိုရမတန် ကိုပြန်ထည့်ခဲ့ဒီနေရာမှာရှေခါဒီရှေခါလို့ရဲရှေ့ရဲ့ဘဝဒီနေရာမှာ၃တလုံးထောက်ပြီး၈၃၈ဆိုတော့နှမ်းကြောင်းနဲ့ဆဲချင်းအတိမှာနှမ်းကြောင်းကြီးကစားပြရတယ်ပေါ့နော်အဲ့လိုပဲကိုရှစ်ပြီးတော့ဒီမှာခွန်ခါဒီခွန်ခါဒီနေရာမှာခွန်ရဲ့ဘဝနှစ်လို့ထောက်ပြီးခွန်နှစ်ခွန်ဆိုပြီးတော့ကစားပြရတယ်ပေါ့နော်အဲ့ကိုရှစ်ကွန်ပြည်လန်းကဒါမနစ်ကဆိုရင်ကစားကြတာပေါ့နော် ကိုရှိခုံပြင်းလာကြအဲ့ဒီကိုကြောင့်ဘယ်ကိုကနန်းတကွက်သူရှိတင်းတင်းတင်းနဲ့၃နှစ်၄နှစ်ဘက်ကကနန်းနဲ့တရကွက်လိုက်ထွက်အဲ့လိုပဲဒီရှိကြောင့်သူ့ရဲ့နောက်နေထဲမှာရှစ်ပရိကနန်းတကွက်၆ရှစ်လေးဆိုပရိရှိကနန်းတကွက်ကတင်းတင်းတင်းနဲ့၃နှစ၄နှစ်ဘက်ကကနန်းနဲ့တဲလိုက်ထွက်အဲ့ဒီခုံကြောင့်ဒီနှစ်ထဲမှာသူရှိနေကပရိခုံကနန်းတကွက်တင်းတင်းတင်းနဲ့၃နှစ၄နှစ်ဘက်ကကနန်းတကွက်ကြီးတဲလိုက်ထွက်ပရိလာညောနဲ့တစ်ချက်ပြေးကစားခဲ့တယ် ပရိလန်ကျောင်းတက်ချက်ပြေးကစားခဲ့တယ်အဲ့ဒါပြီးတော့တစ်ခါပါလာလဲဆိုအဲ့ဒီ98 complete ဒီပြေးလန်းနေ3မျိုးလောက်ဆက်ပြီးကစားတာပေါ့နော်3မျိုးလောက်ဒီဆက်ကစားတယ်ဒါတိသာထင်ရှားတဲ့တစ်ချက်ကိုပြောတာအဲ့ဒီ98 complete လန်းနေပဲဒီနေ့ထဲမှာမနစ်ကတော့ကျွန်တော်အသက်တန်လိုက်တယ်98ဆိုတဲ့ထိပ်စီမနစ်ကခွန်ထိပ်စီပျောက်တော့တစ်နှစ်လောက်အိုက်လိုက်တဲ့ကစားကုတ်တရားကျွန်တော်ရှုံးရှုံးခဲ့တယ် ဒီနေ့မှာကျတော့သူစောစီအဲ့ကိုရှိကုန်ပြီးလန်ဘလိုပြီးလာလဲဆိုအဲ့ကိုရှိကုန်ညာသူရဲ့တနည်းပြောမှာဒီနေ့ဆက်မှာ break ခွန်လို့စထွက်တာ ਨੇ ကုထိန်နဲ့နောက်လုံးမောင်းရှင်းတယ် break ခွန်ဆိုမျိုးကိုရှိကုန်ပြီးလန်ကိုလာထည့်တယ် break ခွန်လို့စထွက်တာ ਨੇ ကုထိန်နဲ့နောက်လုံးမောင်းရှင်းတယ် break ခွန်ထွက်တယ်အဲ့လိုပဲဒီရှိကျော်သူရဲ့တနည်းပြောမှာ break ခွန်လို့စထွက်တာ ਨੇ ကိုထိပ်ပြီးတော့၈ထိန်နဲ့ break ခွန်ဆိုပြီးစပြီးတော့ထွက်တယ်ဒီခွန်ကြောက်ဒီနှစ်ကြက်စောစီးလောက်သွားရင်မလိုက်တဲ့နှစ်ကြက်တော့ကို၈ခွန်ခွန်ထိပ်စီးနဲ့ break ခွန်ဆိုတာစကြလို့ရှိရင်ခွန်ထိပ်စီးနဲ့ break ခွန်ဆိုပြီးတော့ရိုက်သွားတယ်ကို၈ခွန်ပြေးလမ်းကိုပထမတစ်ချက်စပြီးထည့်သွားပြီပေါ့နော်အဲ့လိုထည့်သွားပြီဆိုတော့အဲ့ဒီကို၈ခွန်ပြေးလမ်းနဲ့ကျွန်တော်တို့ကစားကြတဲ့ကစားကွက်တစ်ခုကပါလဲဆိုတော့ ီနေ့ထဲမှာတဲ့ရှစ်ပါတော့ပရိကူကနသူရှိနေရကနတကွရှိကနန်းနေမုံတိရှစ်ရှစ်အလုံးစီပုံတိနဲ့ခုနကိုရှိကွန်ပြေးလမ်းပါရှစ်တလုံးပါသောပရိကူသူရှိနေကကနန်းရှိထားတယ်အဲဒီမှာကျတော့ရှစ်တလုံးပါသောပရိရှစ်သူရှိနေကကနန်းကိုရှိထားတယ် ဒါဆိုရင်ကျွန်တော်တို့ဒီနေ့ထဲမှာရှစ်သလုံးပါသောသူရှင်တွေက break ခွန်ကနန်းဆိုတော့ဒီတကွက်ပဲရှိတယ်ရှစ်ချောက်သုံးဆိုရင်ကနန်းရှစ်ပါသော break ခွန်ဒီတကွက်ပဲထွက်ထားတာရှိတယ်ဒီကနန်းကိုကျွန်တော်တို့ဒီနေ့ထဲမှာ light ရွှေ့နိုင်တယ်ဆိုတဲ့အယူဆဒါကစားကြည့်မယ်ပေါ့နော်အော်ကစားကြည့်မယ်ဆိုကျွန်တော်တို့ကတော့အချိန်ဖြတ်နိုင်အချိန်တိုက်ကိုဖမ်းယူတယ်ဆိုတာကတော့ တိုက်ဆိုင်မှုရှိရရှိရမှာပေါ့နော်။ငွေနဲ့ငွေကျင်တယ်ဆိုလို့ရှိရင်တော့ဒါမွေးလို့တင့်တယ်ခဏတကွက်လို့ပဲယူဆထားတယ်ပေါ့နော်။ဟုတ်ပြီဒါဆိုလို့ရှိရင်တဘာဝကြတဲ့စနစ်တစ်ခုနဲ့ပဲပြန်ထည့်ကြည့်။ဒီနေရာမှာ98ခုံဆိုတဲ့ပြီးလန်းကိုသူကဒီနေရာမှာပြန်ပြီးဘလို့ဆထားလဲဆို။နှစ်ဥမာရှင်းနှလုံးပေါင်းခြင်းခုံ။ပြန်နောက်ပိုင်းနဲ့နောက်တွဲနဲ့ခုံဆိုပြန်ထည့်တယ်။ရှင်းနှလုံးပေါင်းခြင်းတစ်စီးနှလုံးပေါင်းခြင်း၈နှစ်ပိတ်ကြကနဲ့ပြန်ဆက်ထားတယ်။ ကိုရှိကုံဒီကောင်ခွန်ရှိကိုလို့ပြန်ထည့်တယ်နောက်ပိုင်းနဲ့နောက်တဲ့နှလုံးပေါင်းကြီးတွေရှစ်လို့ပြန်ထည့်တယ်အဲ့လိုပဲခွန်ရှိပြီးတော့ကိုဆိုပြီးတော့ထည့်သွားတယ်နှစ်ဦးမှာနှစ်ပိတ်ကင်းနဲ့ဆက်ဆက်ပြီးခွန်ရှိကိုလို့ပြောင်းပြန်ထည့်ပြီးထားတယ် ထိတ်စီနဲ့ထိတ်စီနဲ့ပေါင်းခြင်းဒီကိုအဲ့ဒီကိုဒီနောက်ပိတ်နဲ့ဒီနောက်တွဲနဲ့ပေါင်းခြင်းဒီပြန်ပြီးတော့ကိုဆိုပြီးထည့်လာကိုရှိကုန်ကိုရှိကိုဆိုနှစ်ဦးမှာနောက်နှစ်ဦးကနဲ့မှာနှစ်ပိတ်ကနဲ့ဆက်ဆက်ပြီးအဲ့လိုလာထည့်တယ်အဲ့လိုထည့်တဲ့ကြောင့်သူ့ရှိနှစ်ကဘရိတ်ခွန်ကနန်းရဲ့ဘရိတ်ခွန်ကနန်းရဲ့ဇောင်းမှာရှစ်ပါတော့ဘရိတ်ကိုကနန်းသူရှိနေကကနန်းဆိုတဲ့အယူဆကစားကြည့်ကြတယ်နော်အဲ့လိုပဲဒီနေ့ထဲမှာတဲ့ ခွန်ပရိတ်ပြီးတော့ရှစ်ပရိတ်ရှစ်ပါရှစ်ပရိတ်ရဲ့ဇောင်းမှာရှစ်ပါဆိုပရိရှိကနန်းသူရှိနေကကနန်းဆိုပြီးလိုက်ကစားကြည့်ရတယ်။အော်ဒီနေ့ဆက်မှာကျွန်တော်တို့ခွန်ရှစ်ပြီးတော့ကိုပရိတ်ကိုရဲ့ဇောင်းဒီဘက်မှာတော့ကျွန်တော်တို့ကစားကြည့်ခဲ့ပြီးပြီဒီမှာလာပြန်ပြီဒီမှာပရိတ်ကိုဒီနေရာမှာလာပြီပရိတ်ကိုလို့တခါလာထောက်တယ်အဲ့ဒါဒီနေရာမှာပရိတ်ကိုလို့ထောက်တယ်ဒီနေ့ဆက်မှာရှစ်ပါတော့သူရှိနေကပရိတ်ခွန်ကနန်း ဲ့နေရာမှာတော့သူအတိအကျကြီးဒီအကုန်ပြည့်သွားမယ်ဆိုလို့ရှိရတော့ရှစ်ထိပ်စီးနဲ့ break ကိုရှစ်ထိပ်စီးနဲ့ break ရှစ်ဒါဆိုကျွန်တော်တို့ဒီဘက်မှာရှစ်ထိပ်စီးနဲ့ break ခွန်ပေါ့နော်ရှစ်ထိပ်စီးနဲ့ break ခွန်ဆိုတော့မိနစ်ကထက်တာ8 6 3လို့ထက်တယ်အဲ့ဒါ8 6 3နဲ့8 3 6ဆိုခဏလေးနှစ်ကွက်စိတ်ဝင်စားမယ်ဆိုရင်ကစားဟိုအကွက်ရွှေ့အနေနဲ့သူရှင်နေကကနန်းစီမပြတ်မကွက်ထက်တဲ့နှစ်ဒီနှစ်တိုင်းလို့ထက်တာဖြစ်တဲ့အတွက် ကြိုက်ရကြိုက်တယ်လို့သုံးပါမကြိုက်ဘူးဆိုရင်လည်းမသုံးပါနဲ့ဟာအကြိုက်ကြီးတော့မဟုတ်အသင့်အသင့်နော်ထိုးစရာကထိုးကြတယ်ဒီလူကနန်းလေးတွေဒီဘွဲမှာထိုးလို့ထိုးတဲ့နေပေါ့နော်ဒါကျွန်တော်ထိုးတဲ့နေဆိုရင်အမြင်ကျွန်တော်အမြင်ရှင်းပြပေးတာကြိုက်မလိုက်တော့မကြိုက်မထိုးနဲ့ဘယ်သူမှတော့အပိုင်မသိဘူးပေါ့နော်အဲ့လိုပဲဆက်ထဲမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒီကနန်းကိုနောက်ထပ်တခြားလိုင်းကနေဘလို့အထောက်ပံ့နေရှိလဲဆိုတော့နောက်တစ်လိုင်းကျွန်တော်ဆက် ကျဲဆိုရသဘောတော်ကတလိုင်းနဲ့တော့ကစားတာနည်းတယ်ကျွန်တော်တို့ကတခြားလိုင်းအထောက်ပံ့ပြီးတော့ပေါက်ဆက်ပြီးတော့ပို့ပြီးကစားတတ်တယ်ပေါ့နော်အဲ့လိုတော့ရှိရပေါ့အဲ့တော့ကြားထဲမှာကျွန်တော်ရာဇဘွားစနေသားဆိုတဲ့အကောင့်နဲ့ကျွန်တော်ရဲ့နာမည်ကိုတုံးပြီးတော့လူလိန်တယောက်ကအမြဲတမ်းကျွန်တော်တို့လှုပ်ဆောင်နေရရှိပါတယ်အဲ့တော့လူလိန်လေးကရဲ့ရန်ကနေမိတ်ဆွေတို့ကင်းလို့အောင်အမြဲတမ်းသတိထားပါ လူလိန်ဆိုတဲ့အကောင့်ဒီ WPKGP ကို မောင်မျိုးဆိုတဲ့နာမည်နဲ့အသုံးပြုပါတယ်လက်ခံနေတဲ့ဖုန်းနံပါတ်က3926968169ခွန်ကိုခွန်ဆိုတဲ့ဒီနံပါတ်နဲ့လက်ခံပြီးတော့ကျွန်တော်ရဲ့နာမည်ကိုအသုံးပြုပြီးတော့ line မှာလိမ့်စားနေရရှိပါတယ်အထူးသတိပြုပါသူတရီပြပါကျွန်တော်ရဲ့မိတ်ဆွေအရင်းချာတွေအမှားယွင်းရှိမှကြောက်လို့သူတရီပြတာပါပေါ့နော်ဒါလူလေးရဲ့ဖုန်းနံပါတ်ကျွန်တော် live လုပ်နေအများနဲ့ထည့်ပြောပါရစေ ိတိကျကျဘာလို့ပြောလဲဆိုအလိန်ခံလိုက်တဲ့လူတယောက်ကအဲ့ဒီနံပါတ်နဲ့အတိအကျကျွန်တော်ဒီပို့ထားတယ်ငွေလွှဲ slip ပါပို့ထားလို့အဲ့ဒီနံပါတ်ကိုအတိအကျကျွန်တော်ပြောပြီးတော့ line ပေါ်မှာပြောနေခြင်းဖြစ်ပါတယ်ကျွန်တော်နံပါတ်ကိုအသုံးပြုပြီးတော့လိမ့်စားနေပေါ်ပေါက်နေပါတယ်ပေါ့နော်ဒါလေးကိုအမြဲတမ်းသတိရှိကြပါနောက်တစ် line အနေနဲ့ကျွန်တော်ပြောပြချင်တာကတော့ဒီကနေ့ကိုဆက်ဆက်မှုနဲ့ပြောပြချင်တာကနှစ်ပိတ်မှာပေါ့နော်300ခန်းနဲ့ break test ဆိုပြီး တုံးကြခါခွတ်တယ်နဲ့ပြိတ္တဆိုဒီမှာတစ်ကြိမ်ထွက်ခဲ့တယ်နောက်တစ်ခုတုံးကြခါနဲ့ခွတ်တယ်ဆိုဒီမှာတစ်ကြိမ်ထွက်ခဲ့တယ်နောက်တစ်ခုကျွန်တော်မနစ်ကနှစ်ပိမ့်မှာတုံးကြခါနဲ့ခွတ်တယ်ဆိုပြီးဒီမှာတစ်ကြိမ်ထွက်တယ်ဒီသုံးကပ်ပဲထွက်ပြီးတယ်အဲ့ဒီ line မှာထူးခြားချက်ကတုံးကြခါနဲ့ break တစ်လို့ရိုက်တာနဲ့သူ့ရဲ့နောက်နေ့ထဲမှာဒီတုံးကြခါ break တစ်နှစ်ထက်ကကနန်းတစ်ခုတက်လိုက်ခဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်9ခွန်3ဆိုတဲ့ကနန်းက9ခွန်3ကိုတက်လိုက်ထွက်တယ်အဲ့တော့ဒီခွန်3ညာ4 ်ထဲမှာဆိုဒီကဏ္ဍ934ကိုယ်တိုင်ကဒီညောင်934လို့တက်လိုက်ထွက်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီနှစ်ထဲမှာကတုံညာခါခွတ်ဘရိတ်လို့ရိုက်လိုက်တဲ့2024တဲကကဏ္ဍ debt တကွက်ဒီ2025ကို debt တကွက်လိုက်ပြီးပြေးနိုင်ပါတယ်ပေါ့နော်အဲ့ပြေးလမ်းရှိအဲ့ညမှာအဲ့ပြေးလမ်းကိုကျွန်တော်တို့ကစဉ်းစားသုံးသပ်တဲ့အခါမှာပေါ့နော်အတုံညာခဘရိတ်တလို့ရိုက်တဲ့နှစ်တည်းကသူ့ရဲ့နောက်တဲ့ကိုကနန်းတကွက်တွေတက်ပြေးနေတယ်ပေါ့နော်ဒါလေးက အပြင်တိုင်းတိုက်ဆန်ရင်ထိတ်ကစားတဲ့အချိန်မှာတော်တော်စဉ်းစားဖို့ကောင်းတဲ့လမ်းကြောတစ်ခုပေါ့နော်အဲ့တော့ဘလူးကနန်းမျိုးပြည်တာလေတဲ့9ခွန်3တိ9ခွန်3လို့ဒီနေရာမှာသူ့နှစ်နှစ်ကိုဒက်ကနန်းပြည်တဲ့အချိန်မှာအဲ့ဒီကနန်းဒီသူ့ရှင်းတွေကနှစ်ကြိမ်ထွက်ခဲ့တဲ့ကနန်းဖြစ်ရမှာ9ခွန်3 9ခွန်နှစ်ကြိမ်ထွက်ခဲ့တဲ့သူ့ရှင်းတွေထဲမှာနှစ်ကြိမ်ထွက်ခဲ့တဲ့ကနန်းတစ်ခွက်ဒီဆိုလိုရင်းကဒီဘက်နှစ်ကိုဒက်တစ်ခွက်လိုက်ပြင်းနေတယ် ဒါဆိုလို့ရှိရင်အဲ့ brain နဲ့ပေါ့နော်ပြီးနေတယ်အဲ့ကနန်းကိုဆိုးလို့ရမှာမဟုတ်ဘူးနော်ဒီကနန်းရဲ့လို့ပုံစံဆိုးလို့ရမှာမဟုတ်ဘူးဒီဘက်နဲ့တည်းကဒီဘက်ဒီဘက်နဲ့တည်းမှာကနန်းတက်ွက်ဒီနှစ်ကျင်းထွက်ခဲ့တယ်အဲ့ဒီ brain ကနန်းတက်ွက်အဲ့လိုပြောတာနော်နိုင်ရမကောင်းဝါသွားပြီဖုံးရမကောင်းအဲ့လောက်ချမ်းသာတယ်လိုင်းလည်းမကောင်းဖုံးလည်းမကောင်းဝါနေတယ်ခဏလေးစောင့်ရအဲ့လောက်ကိုပြည်စုံချမ်းသာတယ်လူရန်းစားတွေ အဲ့တော့953က9ခု930ခုလို့ဘရိတ်9ကနန်းတကွက်ကပြန်တော့ထွက်ခဲ့တယ်အဲ့လိုထွက်ခဲ့တဲ့ဘရိတ်တကွက်ကဒီဘက်နှစ်ကိုဒီကနန်းတကွက်ပြင်းနေတယ်ဆိုလိုတဲ့အိပဲဒီကနန်းမှာဒီကနန်းလို့ကျွန်တော်ပြောချင်တာဘူးဒီဘက်နှစ်ထဲမှာကနန်းတကွက်ဒီနှစ်ကြိမ်ထွက်တာအဲ့လိုဘရိတ်ကနန်းတကွက်ကဒီဘက်နှစ်ကိုဒဲလိုက်ပြီးတော့953က903လို့ပြင်းတယ်အဒီဒီခွန်တုံညာလေးနှစ်ထဲမှာဆိုလို့ရှိရင်ဒီစနစ်ကဒါကိုသဘောကျတယ်ကိုတုံညာနှစ်ဆိုတဲ့ကနန်းကတုံညာ920ဆိုဒီကနန်းတစ်ကွက်ပဲ သူသည်ပြန်တွက်ထွက်ခဲ့တာအဲ့လိုပြန်တွက်ခဲ့တဲ့ကိုတုံညာနှစ်ကကိုကနဲ့ဆက်လို့ဒီကနန်းတကွက်တွေပြန်တွက်ထွက်ခဲ့တာထွက်ခဲ့တာဆိုတော့ကိုတုံညာနှစ်ပတ်လေဒီတစ်ပရိတ်ဖြစ်လို့ဒီနေ့ကတစ်ပရိတ်ကနန်းတကွက်ကဒီဘက်နှစ်ကိုထဲလိုက်ပြီးတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီတုံညာခါထွက်တဲ့နေ့ကပြန်တွက်ထွက်တာစီတုံညာ63ဆိုတဲ့ကနန်းက63ညာ3လို့ပြန်တွက်တစ်ချိန်ထွက်ခဲ့တယ်ဘရိတ်ကိုကနန်းကဘရိတ်ကိုကနန်းဆိုတကွက်ထွက်ခဲ့တယ် ဒါဆိုဟိုက်3 9ဆိုတဲ့ကဏ္ဍစီလဲ5 9 3လို့ဗရိတ်ခွန်ကဏ္ဍတစ်ခွက်ဒီပြန်တွက်ထွက်ခဲ့တယ်6နဲ့6ဆိုတဲ့ကဏ္ဍ6 6နဲ့ပြန်တွက်ထွက်ခဲ့တယ်ပြန်တွက်ထွက်ခဲ့တာ3ခွက်ရှိတယ်ဗရိတ်ကိုကဏ္ဍတစ်ခွက်ထွက်တယ်ဗရိတ်ခွန်ကဏ္ဍတစ်ခွက်ထွက်တယ်ဗရိတ်လီကဏ္ဍတစ်ခွက်ထွက်တယ်အဲ့ဒီအတွက်ဒီနေ့ထဲကဗရိတ်ခွန်ကဏ္ဍတစ်ခွက်တူသီးမို့ဗရိတ်ကိုကဏ္ဍတစ်ခွက်တို့မို့ဗရိတ်လီကဏ္ဍတစ်ခွက်ဒီသူ့ရဲ့နောက်နေ့ထဲကိုတက်လိုက်ပြီးတော့ပြေးနိုင်တယ်ဆိုတဲ့အယူဆကို ဒုတိယအစ်ချုပ်ွက်နေတယ်ကျွန်တော်တို့စဉ်းစားကစားနေပါတယ်ဒါကျွန်တော်ကစားတဲ့အပိုင်းရှင်းပြပေးတာအဲ့တော့ break ကိုကနန်းဆိုပါရှိမယ်3ညချက်သုံးရှိမယ်6 3 3ဆိုရယ်ကနန်းတစ်ကွက်ရှိမယ်နောက်တစ်ခါ9 3 4ဆိုရယ်ကနန်းတစ်ကွက်ရှိဒီလိုကနန်းတွေကိုဒီဘက်နေကိုအကွက်ရှိကြိုက်တိုင်းတဲလိုက်ပြီးတော့ဒီမှာထွက်ခဲ့တဲ့ပုံစံနဲ့3ညချက်သုံး6 3 3 9 3 4ဆိုရယ်တဲလိုက်ပြီးတော့ကစားပါတယ် ပရိတ်ခွန်ကဏ္ဍနေရာများတယ်395က593လို့ကဏ္ဍနှစ်ကွက်ထွက်ထားတာရှိတယ်နောက်တစ်ခုကကျွန်တော်တို့656ဆိုပြီးတော့မနေ့ကပြန်တော့မျက်စိအဝန်းတဲ့အာ665ဆိုကဏ္ဍတစ်ကွက်ရှိတယ်နောက်တစ်ခုက863ဆိုပြီးတော့ကဏ္ဍတစ်ကွက်ရှိပရိတ်ခွန်ကဏ္ဍဒီ၄ကွက်ရှိတယ်အဲ့ဒီ၄ကွက်တွေကတစ်ကွက်ကွက်လဲဒီဘက်နှစ်ကိုလိုက်ပြီးတော့ တဲ့ပြီးပြီးတော့ကစားနိုင်ပါပေါ့နောက်တစ်မျိုးကကျွန်တော်တို့ပါလဲဆိုလို့ရှိရင် brain လေကနန်6နှစ်6ဆိုတဲ့ကနန်က66နှစ်လို့နှစ်ကွက်တွေ့ခဲ့တယ်အဲ့တော့အကွက်ရအဖြစ်ပြောမယ်ဆိုလို့ရှိရင်9ကွက်ပဲရှိတယ်36တော့633နှစ်ကွက်နောက်တစ်ခါ934လေးဆိုပြီးတော့3ကွက်အဲနောက်တစ်မျိုးက993အ3995 993 665 863ဆိုပြီးတော့၄ကွက်ဆိုတော့9ကွက် ရိလေးကနန်းက6နဲ့6နဲ့66နဲ့ဆိုနှစ်ကွက်9ကွက်ဒီ9ကွက်တဲကတကွက်ကွက်ဒီဒီဘက်နဲ့တကူတဲလိုက်ပြီးနိုင်တယ်ဆိုတော့စနစ်ရှိပါတယ်ထောက်ချက်အကောင်းကောင်း frame တကူကနေဒါဆိုလို့ရှိရင်ဒီကနန်းဒီဖြစ်စင်ဘယ်နေရာမှာပြီးနိုင်တာလဲဆိုတော့ကျွန်တော်ယူရှင်းထောက်ကြည့်အောင်ဒီဘက်နဲ့တဲကပြန်တဲ့ကနန်းကြတဲ့ဘရိကနန်းတကွက်ဒီဘက်နဲ့ကိုပြေးလိုက်တဲ့အချိန်ကမှာတူဆောင်းမှာတဲ့ခွန်ဖရိတ်ဆိုထောက်ထားတဲ့ဆောင်းမှာဒီမှာလာပြေးထားတယ် အဲ့လိုပဲဒီကနန်ဒီဘက်နဲ့တည်းမှာဆိုဒီဒုတိယကန်မှာဆိုဘရိတ်ဒီကနန်ဒီပြန်တော့ထွက်ခဲ့တယ်အဲ့ကြောင့်ဘရိတ်ဒီကနန်ဒဲတကွဒီဘက်နဲ့ကိုပြည့်တဲ့အချိန်မှာဘရိတ်ခွန်ပြီးတော့ဘရိတ်ရှိရဲ့ဇောင်းမှာဒီလိုလိုက်ခဲ့တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဘက်နဲ့တည်းကနန်ဘရိတ်ခွန်ရှိပြီးတော့ကိုးဆိုတဲ့ဇောင်းမှာအခုဒီမှာဘရိတ်ကိုဒီမှာပရမတ်တစ်ချက်ဒီမှာဘရိတ်ကိုကနန်ထောက်ခဲ့တယ်မလာခဲ့သေးဘူးဒုတိယအချိန်ဘရိတ်ကိုထောက်တယ်ဒီနေရာမှာဒီကိုးကွက်ဒီကစားဖို့တင့်နေတယ်မှာပါပြီ နောက်တစ်ခါ break ကိုဒီဒီနေရာမှာဖြည့်နောက်တဲ့2ချိန်ပဲလိုက်ပြီးတော့အဓိကထားကစားရမယ်အဓိကချိန်ရဦးစားပေးနေနေဆိုရင်ခွန်ရှိကိုဆိုတဲ့ပြေးလန်းအရာဆိုလို့ရှိရင် break ကိုရဲ့ဇောင်းမှာဆိုတော့ဒီပထမ break ကိုထောက်ခဲ့တယ်မထွက်လာသေးဘူးဒီကတော့ကျွန်တော်မှန်မှန်သိတမ်းပြရခဲ့တယ်အခုမထွက်လာသေးဒုတိယ break ကိုဒီနေရာမှာတစ်ချက်ကစားလို့ရတယ်ဒီကိုကွက်ကိုနောက်တစ်ခါဒီနေရာမှာတစ်ချက်ကစားလို့ရတယ်ဒါဆိုဒီနေရာမှာခုနကကျွန်တော်တို့ကစားခြင်းနဲ့863ဆိုတဲ့ကနန်းကို863လို့ ပို့ပြီးတော့ဒက်ကစားတင်တယ်ပေါ့နော်863လို့ပဲဒက်ပို့ပြီးတော့ကစားတင်တယ်လို့ဆုံးဖြတ်ပြီးတော့ဒီကနန်းပက်လက်ကို6ထိပ်စီမူစီလဲထက်ထက်ထက်ထတာရှိတဲ့အတွက်863 836ကိုနှစ်ကွက်အဲ့မှာ863ကို main 836ဒီဒုတိယအကျက်တတိယဆိုတော့အာဆိုတော့ကျွန်တော်တို့ကစားတာဒီအကွက်ရွှေကစားတာဖြစ်တဲ့အာဆိုတော့ဖြစ်နိုင်တာပဲအဲ့လိုက်နိုင်တဲ့လူကလိုက်မလိုက်နိုင်တဲ့လူကမလိုက်နဲ့ကြိုက်မှဆိုတော့သုံးမကြိုက်မသုံးနဲ့နော် အဲ့ဒီတော့ရိုးရှင်းလေးပဲတခါတည်းကမှချက်ကကျွန်တော်တို့ကအများကြီးလိုက်စဉ်းစားပြီးတော့အများကြီးသုံးနေခြင်းတခါတလေမှရိုးရှင်းလောက်သွားလည်းရှိပါတယ်နော်ထေစီတူထေစီဒီကွန်းချထေစီတူထေစီဒီကွန်းချလိုက်ထေစီတူထေစီဆိုအဲ့တော့6 6 3ဆိုပြီးကနန်းလေးတစ်ခွက်မဆိုလို့ကြိုက်ရင်ထိုးကြည့်ပေါ့နော်မကြိုက်ရင်တော့မထိုးပါနဲ့အင်း